မင်္ဂလာပါဖန်တီရှင်ဒေစီယူကျူးရှင်နေကပြန်လေးကြိုးဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့အချစ်ကတင်းနောက်ကိုလိုက်လာစေဖို့ဆိုတဲ့ခေါင်းစဉ်လေးနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်လူတိုင်းလူတိုင်းကတော့အချစ်ကကိုယ့်နောက်ကိုလိုက်လာစေရှင်မှာပဲဒီလိုအချစ်ကကိုယ့်နောက်ကိုလိုက်လာစေဖို့အတွက်ဘာတွေပြုလုပ်ရမလဲဘာတွေလို့အဲ့မလဲဒီလိုဆိုရင်မိခွန်းလေးနေနေတော့မေးပါရစေတခါတလေတင့်ရဲ့စိတ်ထေးမှာတင့်တစ်ဖက်လူက အရင်ကိုပါဖဲဖြစ်နေပြီးရင်သင်ကတော့ပါဖဲမဖြစ်ဘူးလို့ထင်နေမိပါသလားသင်အနေနဲ့သင်ရဲ့တဖက်လူသင်ရဲ့ SP ကို ဆုံးချုံမှာကို အမြင်နဲ့စိုးရိမ်နေမိပါသလားတခါတလေငါကသူ့နဲ့မထိုက်တင်ဘူးဘာဖြစ်လို့လဲဆိုရင် သူကငါ့ထက်အများကြီးတာနေတယ်တော့တွေးနေမိပါသလားဒီလိုတွေးနေမိတဲ့အတွေးတွေဟာသင်ရဲ့တဖက်လူကိုသင်စီကအဝေးကိုမောင်းထုတ်လိုက်တာနဲ့အတူတူပဲ ရှင်းကပြောခဲ့တဲ့အတွေးတွေအပြင်နောက်ထပ်တွေးနေနိုင်သေးတဲ့အတွေးတွေလေးရှိသေးတယ်။အဲ့ဒါကကိုယ့်ရဲ့တစ်ဖက်လူကိုယ့်ရဲ့ Pacific Person SP ကိုကိုယ့်အနားမှာအမြဲတမ်းရှိနေစေဖို့အတွက်ကိုဟာသူ့ကိုထိုင်သိမ်းရမေတော့စိတ်ခင်စားမှုတွေရှိကောင်းရှိနိုင်တယ်။ဒီ relationship ကိုထိုင်ထားနိုင်ဖို့အတွက်ကိုယ့်အနေနဲ့ကြိုးပမ်းအားထုတ်မှုတွေပြုလုပ်ရမေတော့စဉ်းစားကောင်းစဉ်းစားနိုင်တယ်။ ကိုအနေနဲ့ဒီ relationship ကိုမထိုင်းထားဘူးဆိုရင် သူဟာတခြားတယောက်စီကိုရောက်သွားနိုင်တယ်လို့လေစဉ်းစားနိုင်တယ်။အဲ့ဒီတော့ဒီလိုစဉ်းစားတာတွေဒီလိုတွေးတောတာတွေပြုလုပ်ခဲ့တယ်ဆိုရင်မိษွေဟာကိုရဲ့တစ်ဖက်လူ ကိုရဲ့ specific person SP ကိုစင်ပေါ်မှာ တင်ထားလိုက်တာ ਨੇ အတူတူပဲ။အဲ့ဒီလိုသာတစ်ဖက်လူကို စင်ပေါ်မှာ တင်ထားတယ်ကိုထက်အမြင့်အမြင့်နေရာမှာထားလိုက်တယ်ဆိုရင်သူ့ကို manifest လုပ်ဖို့အရင်ကိုခက်ခဲသွားနိုင်ပါတယ်။ ဒါပေမဲ့မစိုးရိမ်ပါနဲ့ဒီဗီဒီယိုထဲမှာကိုယ့်ရဲ့တဖက်လူကို စင်ပေါ်ကဖြုတ်ချပြီးသူကကိုယ့်ရဲ့အချစ်ကိုရဖို့လိမ့်လာစေဖို့ဘလို့ပြုတ်လို့ရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီလိုဆိုရင်ပထမဦးဆုံးအနေနဲ့ကိုဟာတဖက်လူကိုစင်ပေါ်မှာတင်ထားတယ်ဆိုတာကိုဘယ်လိုလုံးသိနိုင်မလဲအဲ့တော့ကိုဟာစင်ပေါ်မှာတင်ထားတဲ့အခါမှာကိုကအမြဲတမ်းသူ့ကိုလိုအပ်နေတယ် သူလိုအဲ့တဲ့အချိန်တိမ်းမှာကိုအမြင်တဲ့ရတယ်။အဲ့ဒီလိုပုံစံမျိုးပြုလုပ်နေပြီဆိုရင်ကိုဟာတစ်ဖက်လူကို စင်ပေါ်မှာတင်ထားတာပဲဖြစ်တယ်။တစ်ဖက်လူအတွက်ကိုဟာအမြင်တဲ့အစင်သင်းရှိနေတယ်။တစ်ဖက်လူအတွက်ကိုဟာအမြင်တဲ့ရနိုင်တဲ့လူတစ်ယောက်ဖြစ်နေတယ်တော့ခံစားနေရတယ်ဆိုရင်သူ့ကိုကိုကစင်ပေါ်မှာတင်ထားတာပဲဖြစ်တယ်။ ူလိုအဲ့တာဟုသမျှသူတောင်းဆိုတာဟုသမျှကိုကိုကပြုလုပ်ပေးရမယ်လို့ခန့်စားနေရပြီဆိုရင်ဒါဟာကိုကတစ်ဖက်လူကိုစင်ပေါ်မှာတင်ထားတာပဲဖြစ်တယ်တဖက်လူကတောင်းဆိုသမျှတဖက်လူကခိုင်းသမျှကိုကပြုတ်လုပေးရမေတော့ခင်စားနေရတာကိုဥပမာလေးနဲ့ပြောမေဆိုရင်တဖက်လူကမိတ်ဆွေကိုအချိန်မတော်ညင်းတဲ့သကောင်မှာဖုံးခေါ်နေဆိုပါစို့အဲ့ဒီအချိန်မှာ သူ့ကိုမနဲ့မိုးနှင်းရင်သူ့နဲ့ဖုံးပြောလို့ရပါလေနဲ့သူဖုံးခုံနေတဲ့အချိန်ခါမှာသူ့ဖုံးကိုဖြေကိုဖြေရမယ်သူ့ဖုံးကိုပြောကိုပြောရမယ်တော့ကိုယ်စိတ်ထင်မှာခံစားနေရတယ်ပေါ့နော်သူ့ကိုပြန်လို့မပြောဘူးဆိုရင် ပြဿနာတစ်ခုခုဖြစ်နိုင်တယ်ကိုယ့်ကိုထားသွားတာတော့ကိုကိုအတွက်အနှောင့်အယှက်ဖြစ်တာတော့ဖြစ်နိုင်တယ်အဲ့ဒီလိုပုံစံမျိုးခံစားနေရတယ်ဆိုရင်အဲ့ဒါတိသူ့ကိုစင်ပေါ်မှာတင်ထားလို့ပဲဖြစ်တယ် ။နောက်ဥပမာတစ်ခုပြောပါမယ်။တစ်ဖက်လူကကိုယ်နဲ့အဲနေရာတနေရာကိုသွားဖို့ပြောတယ်။အဲ့ဒီနေရာကကိုယ်နဲ့ဘလို့မှမသိမ့်တူတဲ့နေရာ။အဲ့ဒီနေရာကိုမသွားရင်လည်းရပါလေရဲ့နဲ့သူတောင်းဆိုတဲ့အတွက်သူခိုင်းလာတဲ့အတွက်ကိုကသွားပေးရမယ်လို့စိတ်ထင်းမှာခံစားနေရတယ်။အဲ့ဒီလိုပုံစံမျိုးတွေဆိုတာကတစ်ဖက်လူကိုစင်ပေါ်မှာတင်ထားလို့ပဲဖြစ်တယ်။ တဖက်လူကိုကိုကစင်ပေါ်မှာတင်ထားလိုက်ပြီဆိုရင်တဖက်လူဟာမိမိထဲပို့ပြီးရင်အရေးကြီးအောင်ပြုလုပ်လိုက်တာပဲဖြစ်တယ်။ကိုထဲပို့ပြီးအရေးကြီးတဲ့လူတယောက်ဖြစ်နေတယ်ပေါ့ကွာ။သူတို့ရဲ့လိုအပ်ချက်တွေကိုကိုကဖြစ်ဆွဲပေးတယ်ပြုလုပ်ဆောင်ရွက်ပေးတယ်ကိုကိုတိုင်ထက်သူတို့ကိုပို့လို့အရေးကြီးတဲ့လူတယောက်အဖြစ်ပြုလုပ်တယ်။ဒါပေမဲ့ဒီလိုပြုလုပ်လိုက်ရှင်အဖြစ်ဘသူ့ကိုမဆို manifest ပြုလုပ်လို့မရနိုင်ပါဘူး။ ဒီနေရာမှာဆရာကြီး never got up ပြောထားတဲ့စကားတလုံးရှိပါတယ်အဲ့ဒါက everyone is you pushed out လို့ဆိုပါတယ်မြန်မာလိုပြောအားမေဆိုရင်တော့လူတိုင်းလူတိုင်းကိုတင်တွန်းထုတ်လိုက်တာပဲတဲ့ဥပမာဆိုပါစို့ကိုယ့်ရဲ့ဘဝအထင်းမှာမနေရှင်တဲ့လူတွေရှိတယ်ကိုယ်နဲ့အဝေးမှာရှိနေရှင်တဲ့လူတွေရှိတယ်အဲ့ဓာတွေဟာကိုတွန်းထုတ်လို့ဖြစ်တယ်လို့ဆိုလိုပါတယ်မိတ်ဆွေတို့စိတ်ထင်းမှာတော့ငါတွန်းထုတ်တာမဟုတ်ဘူးလို့တွေးကောင်းတွေးပါလိမ့်မယ် တကယ်တော့အရာရာတိုင်းကိုကိုဖန်တီးခေးတာပဲဖြစ်တယ်။ကိုယ့်ရဲ့ဖြစ်တည်မှုကိုယ့်ရဲ့ reality ကိုကိုကိုယ်တိုင်ဖန်တီးခေးတာပဲဖြစ်တယ်။ကိုယ့်ရဲ့ reality ကိုရုပ်ရှင်ကားတစ်ခု အနေနဲ့စဉ်းစားကြည့်ပါ။အဲ့ဒီရုပ်ရှင်ကားမှာကိုကိုယ်တိုင် director ပဲကိုကိုယ်တိုင်စာရေးဆရာပဲဒါကြောင့်ကိုယ့်ရဲ့ရုပ်ရှင်ကားထဲမှာကိုကိုယ်တိုင် star ဖြစ်နေဖို့လိုအပ်တယ်။ တကယ်တော့ကိုကတခြားလူတယောက်ကိုစင်မြင့်ပေါ်မှာတင်ထားတယ်စင်ပေါ်မှာတင်ထားတယ်ဆိုရင်ကိုရဲ့ရုပ်ရှင်ကားသေးမှာတခြားလူကို သူ့ကိုစတာဖြစ်အောင်ပြုလုပ်ထားတာ ਨੇ အတူတူပဲ ကိုရဲ့ရုပ်ရှင်ကားထေးမှာတခြားလူတယောက်ကိုစတားဖြစ်အောင်ပြုလုပ်ပေးနေစရာ မလိုဘူး။ကိုရဲ့ဘဝစဲကြောင်းထေးမှာတခြားလူတယောက်ကို ပါဝါရီပေးနေစရာမလိုဘူး။ဘာဖြစ်လို့လဲဆိုရင်ဒီဇယ်လဲတဲ့ကိုရဲ့ဘဝစဲလဲဖြစ်နေတော့ပြီ။ဒါစီကိုတယောက်တည်းပိန်ဆိုင်တဲ့ဇယ်လဲပဲ။ဒါစီကိုတယောက်တည်းအတွက်ရုပ်ရှင်ကားပဲ။ ကိုယ့်ရဲ့ reality ကိုဖန်တီးနိုင်တဲ့ power ကကိုယ်မှာပဲရှိပါတယ်။တခြားသူတွေမှာမရှိပါဘူး။ဒါပေမဲ့တခြားလူတယောက်ကို စင်ပေါ်မှာတင်လိုက်ရှင်အဖြစ်ကိုသည်အလိုလျောက်ပါဝါနိုင်တဲ့သူဖြစ်သွားတယ်။ကိုသည်အလိုလျောက်ဘိုက်တန်ဖြစ်သွားတယ်။ကိုသည်အလိုလျောက်ခံရတဲ့သူဖဲကရှိနေတယ်။ကိုသည်အလိုလျောက်ပါဖဲမဖြစ်တဲ့သူဖြစ်နေတယ်။ ကိုမဟုတ်တဲ့တခြားလူတယောက်ကိုကိုယ့်ထက်အရေးကြီးတဲ့နေရာမှာထားလိုက်ခြင်းအပြင်ကိုသည်အရေးမကြီးတဲ့လူတယောက်ဖြစ်သွားတယ်။ဒီလိုပြုလုပ်လိုက်ခြင်းအပြင် ကိုလိုရှင်တဲ့လူတယောက်ကို manifest ပြုလုပ်လို့မရနိုင်ပါဘူး။ တခြားလူတယောက်ကိုကိုယ့်ရဲ့ပါဝါတွေကိုပေးလိုက်ရှင်အပြင်ဘသူကမှမိတ်ဆွေကိုအရေးကြီးတဲ့လူတယောက်ဖြစ်တယ်တော့မမြင်တော့ဘူးဘသူကမှမိတ်ဆွေကိုတင်ဖို့ရှိတဲ့လူတယောက်ဖြစ်တယ်တော့မမြင်တော့ဘူးဘသူကမှမိတ်ဆွေကိုလေးစားစရာနဲ့ထိတ်တင်တဲ့သူတယောက်ဖြစ်တယ်တော့မမြင်တော့ဘူး မိမိကိုယ်တိုင်တောင်မှငါကအရေးကြီးတဲ့လူတယောက်ဖြစ်တယ်ငါကတင်ဖို့ရှိတဲ့လူတယောက်ဖြစ်တယ်ငါကလေးစားစရာကောင်းတဲ့လူတယောက်ဖြစ်တယ်တော့မမြင်နိုင်ဘူးဆိုရင်တခြားသူတွေကလည်းမိတ်ဆွေကိုလေးစားစရာကောင်းတဲ့လူတင်ဖို့ရှိတဲ့လူအရေးကြီးတဲ့လူအဖြစ်မြင်နိုင်မှာမဟုတ်ပါဘူး တဖက်လူကိုကိုယ့်ထက်အရေးကြီးတဲ့နေရာမှာထားပြီးကိုကိုကိုနှိမ်ချပြီးနေလိုက်ရှင်းအပြင်မိတ်ဆွေဟာအဲသူတို့ရဲ့လက်အောက်မှာရှိနေတဲ့လူတယောက်ဖြစ်နေတယ်သူတို့လိုအပ်သမျှကိုမိတ်ဆွေပြုလုပ်ပေးရမယ့်လူတယောက်ဖြစ်နေတယ်တကယ်တမ်းကျတော့မိတ်ဆွေဟာအဲ့ဒီလိုလူမဟုတ်ပါဘူးမိတ်ဆွေဟာစတာဖြစ်ပါတယ်မိတ်ဆွေဟာထူးခြားတဲ့သူဖြစ်ပါတယ်မိတ်ဆွေဟာ unique ဖြစ်ပါတယ်မိတ်ဆွေမှာတခြားသူတွေနဲ့မတူတဲ့ထူးခြားတဲ့အရာအသွေးတွေရှိပါတယ် ဒါကြောင့်မိမိကိုယ်ကိုနှိမ့်ချနေမိအစမိမိကိုယ်ကိုဖုံးကွယ်နေမိအစကိုယ့်ရဲ့ကိုယ်ပိုင် ရုပ်ရှင်ကဇယ်လင်ကြီးထိမှကိုယ်သည်စတန်းအဖြစ်နေလိုက်ပါမိတ်ဆွေမှာကိုလိုရှင်တဲ့ဘဝကိုကိုကိုယ်တိုင်ဖယ်တီးနိုင်တဲ့ပါဝါအဖြစ်အဝါရှိပြီးသားပါဒါကြောင့်ကိုယ့်ရဲ့ရုပ်ရှင်ကထိမှကိုဟာတကင်းကိုအင်အိုးဝေကောင်းတဲ့သူကိုဟာထူးခြားတဲ့သူကိုဟာမြင့်မြတ်တဲ့သူကိုဟာစတားဖြစ်တယ်လို့သိပေးပါ ဒီလိုပြောနေရင်တောင်မှမိတ်ဆွေရဲ့စိတ်ထင်မှာတသမဲတည်းစဉ်းစားနေတဲ့ပုံစံတစ်မျိုးရှိနိုင်တယ်။အဲ့ဒါကဘလို့ပုံစံမျိုးလေးဆိုရင်သူတို့ကအရင်ကိုပဖဲဖြစ်တာပဲ။သူကအရင်ကိုဆွေးဆောင်မှုရှိတယ်။ငါကသူ့ကိုအရင်ရှိတယ်။တကယ်တော့ငါနဲ့သူနဲ့ဟာအတူတူကရှိနေမေဆိုရင်ငါအရင်ပျော်မှာပဲ။သူဟာငါရဲ့ပျော်ရွှင်မှုတစ်ခုပဲ။အဲ့ဒီလိုစဉ်းစားကောင်းစဉ်းစားနိုင်တယ်။ဒီလိုစဉ်းစားတာကိုချက်ချင်းရက်တက်လိုက်ပါ။ ။ဘာဖြစ်လို့လဲဆိုရင်ဒီလိုစဉ်းစားနေတာကတစ်ဖက်လူကို စင်ပေါ်မှာတင်ထားတာဖြစ်တယ်။တဖက်လူကိုအမြင့်ပေါ်မှာတင်ထားလိုက်ရှင်းအပြင်ကိုကအနှိမ်ကိုရောက်သွားတာဖြစ်တယ်။တဖက်လူကို အရင်ကိုပါဖဲဖြစ်တယ်တော့ထင်လိုက်ရှင်းအပြင်ကိုဒီပါဖဲမဖြစ်တဲ့လူဖြစ်သွားတယ်။တကယ်တော့တဖက်လူဟာပါဖဲဖြစ်တဲ့သူအောင်မြင်တဲ့သူ ကောင်းဝင်တဲ့သူဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါပေမဲ့သင်ကတော့ဘလို့လဲ။တခြားလူအပေါ်မှာကိုကစဉ်းစားနေတဲ့ပုံစံမျိုးမိမိကိုယ်တိုင်ကစဉ်းစားမိသေးရဲ့လား။ ားထိတ်လို့ကိုယ့်အကြောင်းကိုမစင်စားမိဘူးကိုကောင်းဝင်တဲ့အကြောင်းတွေကိုအစဉ်ပြေတဲ့အကြောင်းတွေကိုပါဖဲဖြစ်တဲ့အကြောင်းတွေကို မစင်စားမိဘူးဆိုရင်အခုအချိန်ကစတင်ပြီးရင်စင်စားပါတော့မိမိကိုယ်တိုင်အတွက်စဉ်းစားနိုင်အောင်ဒီစကားလုံးလေးတွေကို အခုအချိန်ကစပြီးရင်နေ့စဉ်နေ့တိုင်းပြောပြပါ ငါကတကင်းကိုကောင်းမွန်တဲ့သူဖြစ်တယ်ငါကတကင်းကိုအင်အိုးစရာကောင်းတဲ့သူဖြစ်တယ်ငါကအရှင်းကိုစမဲချတဲ့သူဖြစ်တယ်ဒါကြောင့်လူတိုင်းလူတိုင်းကငါနဲ့အတူတကွရှိနေရှင်တယ်ငါနဲ့ဒိတ်လို့ရှိနေကြတယ်လူတွေကငါကိုလိုရှင်နေကြတယ်လူတွေကငါကိုပိန်ဆိုင်ကြည့်ဆိုရင်သူတို့ကကံကောင်းနေတော့စဉ်းစားနေကြတယ်ငါကအရှင်းကိုအင်အိုးစရာကောင်းတဲ့သူဖြစ်တယ် ငါလိုလူတယောက်ကသူတို့ကိုစိတ်ဝင်စားမိဆိုရင်သူတို့ဟာသူတို့ကိုယ်တိုင်သူတို့မယုံကြည်နိုင်ဘူးဖြစ်နေတယ်။ငါအရှမ်းကိုအံ့ဩစရာကောင်းတဲ့သူထူးခြားတဲ့သူဖြစ်နေတာကိုသူ့ဘဝအထက်မှာငါရှင်းရှင်းအပြင်သူဟာအရှမ်းကန်ကောင်းတယ်တော့ခံစားနေရတယ်။သူကငါအကြောင်းကိုမတွေ့ပေနဲ့မနေနိုင်ဘူး။ဒီလိုစကားလုံးလေးတွေကို နေ့စဉ်နေ့တိုင်းပြောပြပါ။တစ်ချိန်တစ်ခါပြောအောင်မဟုတ်ပါဘူး။နေ့စဉ်နေ့တိုင်းပြောပြပါ။ ဒါအပြင်တစ်ဖက်လူကအရင်ကိုအံ့ဩစရာကောင်းတယ်တစ်ဖက်လူကအရင်ကိုကောင်းမွန်တယ်တစ်ဖက်လူကတကယ့်ကိုဆွေးဆောင်မှုရှိတယ်ဆိုတဲ့စကလုံးလေးတွေကိုပြောနေခြင်းကရက်တက်လိုက်ပါအဲ့ဒီတော့တစ်ဖက်လူအကြောင်းကိုပြောနေမင်းအစားကိုသည်အရင်ကိုပါဖဲဖြစ်တဲ့အကြောင်းကိုသည်အရင်ကိုထူရှားကောင်းမွန်တဲ့အကြောင်းကိုသည်တကယ့်ကိုညှို့အားရှိတဲ့အကြောင်းဆွေးဆောင်မှုရှိတဲ့အကြောင်းလေးတွေကိုစတင်ပြောပြပါအဲ့ဒီလိုပုံစံမျိုးမိမိကိုယ်ကိုအာရုံစိုက်ကြည့်ပါ မိတ်ဆွေရဲ့စိတ်ထင်းမှာတဖက်လူကတော့ဟိုလိုဖြစ်တယ်ဒီလိုဖြစ်တယ်ဒါပေမဲ့ငါကတော့ဘာမှထူချမှုမရှိဘူးငါကတော့ဘာမှမဟုတ်ဘူးလို့စဉ်းစားနေပြီဆိုရင်မိတ်ဆွေဟာမှားယွင်းနေပြီဖြစ်တယ်။ဘာဖြစ်လို့လဲဆိုရင် လူတိုင်းလူတိုင်းမှာထူချမှုကိုယ်စီရှိကြပါတယ်။လူတိုင်းလူတိုင်းမှာသူတို့ပါရမီတွေသူတို့အရည်အသွေးတွေဟာတယောက်နဲ့တယောက်တော့ထူချကြပါတယ်တယောက်နဲ့တယောက်မတူကြပါဘူး။ဒါကြောင့်မိတ်ဆွေမလေးထူးခြားတဲ့အည်အသွေးတွေထူးခြားတဲ့ခွန်အားတွေထူးခြားတဲ့အကြောင်းအရာတွေထူးခြားတဲ့ပါရမီတွေရှိနိုင်ပါတယ်။ မိမိကိုယ်တိုင်နဲ့ပတ်သက်လို့ထူခြားတဲ့အကြောင်းတွေအင်ဩစရာကောင်းတဲ့အကြောင်းတွေကိုမတွေးတော့နိုင်ဘူးဆိုရင်တခြားသူတွေပေါ်မှာအဲကောင်းမွန်တဲ့အကြောင်းကိုတွေးပြီးရင်တခြားသူတွေကိုစင်ပေါ်မှာတင်ထားပြီးမိတ်ဆွေအားအချိန်တွေကုန်နေတာပဲဖြစ်တယ်။ဒါကြောင့်အခုအချိန်ကစပြီးပြောင်းလဲပါ ဒီလိုပြောင်းလဲနိုင်ဖို့အတွက်မိမိကိုယ်ကိုအသိအမဲ့ပြုပေးဖို့လိုတယ်။ဘယ်နေရာမှာအသိအမဲ့ပြုမလဲဆိုရင်ကိုယ့်ရဲ့ကောင်းတဲ့အရင်အသွေးတွေကိုအသိအမဲ့ပြုဖို့လိုတယ်။ကိုယ့်ရဲ့ကောင်းတဲ့အရင်အသွေးတွေဟာတင်းငယ်သည်ဖြစ်ပါစေ။အဲ့ဒါလေးတွေကိုအသိအမဲ့ပြုပေးပါ။ဥပမာမိတ်ဆွေဟာမိမိကိုကိုကိုယ့်ရဲ့ရုပ်ဆင်းအင်ကမလှဘူးလို့ထင်နေတယ်။ဒါပေမဲ့မိတ်ဆွေပြုံးလိုက်ရင်တော့အဲ့ဒီအပြုံတွေကအရင်ကိုဆွေးဆောင်မှုရှိတဲ့အပြုံဖြစ်ကောင်းဖြစ်နိုင်တယ်။ ။နောက်ဥပမာတစ်ခုပြောမယ်ဆိုရင် မိတ်ဆွေဟာလူမှုရေးမကောင်းတဲ့သူတယောက်ဖြစ်တယ်၊ဆက်ဆံရေးမကောင်းတဲ့သူတယောက်ဖြစ်တယ်ဆိုပါစို့။ဒါပေမဲ့လေမိတ်ဆွေဟာကိုယ့်ရဲ့လက်အောက်ငေးသားတွေအပေါ်ကိုယ်ထဲအသက်ငယ်တဲ့လူတွေအပေါ်မှာကျင်နာတနာတဲ့စိတ်ကလေးရှိနေဆိုရင်ဒါဟာမိတ်ဆွေရဲ့ကောင်းတဲ့အရေးအသွေးပဲဖြစ်တယ်။ အဲ့ဒီလိုပုံစံမျိုးကိုယ့်ရဲ့အကြီးအသေးတွေကိုယ့်ရဲ့အကြီးအရှင်းတွေကိုအတိအမဲ့ပြုပါဒီလိုအတိအမဲ့ပြုနိုင်ဖို့အတွက်အဲ့ဒီလိုကိုယ့်ရဲ့ကောင်းတဲ့အကြီးအသေးလေးတွေကိုစရွဲ့တွဲပုံမှာရေးချပါရုပ်ပိုင်းဆိုင်ရာကောင်းချင်းတောင်မကစိတ်ပိုင်းဆိုင်ရာကောင်းချင်းတွေအကုန်လုံးကိုရေးချလို့ရပါတယ်ကိုက အသားမဖြူပေမဲ့ကိုရဲ့အသားရည်လေးကကျင်းမာတဲ့အသားရည်လေးကိုပိန်ဆိုင်ထားတယ်။ကိုဟာကျင်းမာတင်ဆွဲတဲ့လူတယောက်ဖြစ်နေတယ်ဆိုရင်လေဒါဟာကို့အတွက်ကောင်းတဲ့အရည်အသွေးပဲ ဒီလိုပုံစံမျိုးနဲ့မိတ်ဆွေမှာစိတ်ပိဆိုင်ရာအရာရောရုပ်ပိဆိုင်ရာအရာရောကောင်းတဲ့အရည်အသွေးတွေအများကြီးရှိနိုင်ပါတယ်ဒီလိုကောင်းတဲ့အရည်အသွေးတွေကိုစာရွက်ပေါ်မှာရေးချပြီးရင်တစ်ဖက်လူအပေါ်မှာကိုစဉ်းစားခဲ့တဲ့ပုံစံမျိုးမိမိကိုယ်ကိုပြန်လေးစဉ်းစားကြည့်ပါအဲ့ဒီအချိန်မှာကိုဟာတကယ်ကိုထူရှားတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာကိုတွေ့ရပါလိမ့်မယ်ဒါအပြင်ကိုယ့်အပေါ်မှာရှိခင်တဲ့သူတွေကိုယ့်အပေါ်မှာလေးစားတဲ့သူတွေကိုစဉ်းစားကြည့်ပါ မိတ်ဆွေကိုအတိအမဲ့ပြုတဲ့သူမိတ်ဆွေကိုချစ်ခင်တဲ့သူမိတ်ဆွေကိုလေးစားတဲ့သူတွေကိုစာရွက်လေးတရွက်ပေါ်မှာရေးချပါအဲ့ဒီအချိန်မှလေးကိုကိုလေးစားနေတဲ့သူချစ်ခင်နေတဲ့သူတွေရှိနေကြောင်းကိုသိရပါလိမ့်မယ်ဒီတော့မိတ်ဆွေဟာမိမိကိုယ်ကိုတခင်းကိုအံ့ဩဖွယ်ကောင်းတဲ့လူတယောက်ဖြစ်တယ်ဆိုတာကို စတင်စဉ်းစားပါနေ့စဉ်နေ့တိုင်းစဉ်းစားပေးပါပြီးရင်ကိုလိုရှင်တဲ့တစ်ဖက်လူကကိုယ့်ရဲ့အချစ်ကိုလိုရှင်လို့လိုက်လာတာကိုလိုရှင်တယ်မဟုတ်ဘူးလား ဒီလိုဆိုရင်မိတ်ဆွေက မိမိကိုယ်တိုင်လက်ခံထားရမယ့်အချက်တစ်ချက်ရှိတယ်။အဲ့ဒါကဘာလဲဆိုရင်တကယ်ကိုစမဲကြတဲ့လူတွေကမိတ်ဆွေကို လိုက်လာစေဖို့မိတ်ဆွေကထိတ်တန့်တဲ့လူတယောက်ဖြစ်တည်တော့တည်ဖို့လိုတယ်လက်ခံထားဖို့လိုတယ်။တကယ်ကိုစမဲကြတဲ့သူတကယ်ကိုကောင်းဝင်တဲ့သူတကယ်ကိုအင်အိုးစရာကောင်းတဲ့သူတွေကမိတ်ဆွေကိုလိုက်လာစေဖို့မိတ်ဆွေဟာထိတ်တန့်တဲ့သူဖြစ်တယ်။ဒီလိုဆိုရင်ကိုကိုတိုင်နဲ့ပတ်သက်လို့ကိုကောင်းထင်းမှာတွေးနေတဲ့အကြောင်းအရာတွေကိုပြောင်းလိုက်ပါဘလို့ဆက်လို့တွေးတော့ရမလဲဆိုရင် သင်ဟာစမဲချတဲ့လူတယောက်ဖြစ်တယ်လို့စတင်တွေးတော့ပါသင်ဟာထူးခြားတဲ့လူတယောက်ဖြစ်တယ်လို့စတင်တွေးတော့ပါသင်ဟာတကင်းကိုညှို့အားကောင်းတဲ့လူတယောက်ဖြစ်တယ်လို့စတင်တွေးတော့ပါသင်ဟာတခြားသူတွေအပေါ်မှာအရင်ဆွေးဆောင်အားကောင်းတဲ့လူတယောက်ဖြစ်တယ်လို့စတင်တွေးတော့ပါသင်ဟာတကင်းကိုနံပါတ်1လူတယောက်ဖြစ်တယ်လို့စတင် တွေ့တော့ပါသင်ဟာအမြဲတမ်းထိတ်တဲမှရှိတဲ့လူတယောက်ဖြစ်တယ်သင်ဟာအမြဲတမ်းရွေးရှိခံထိတ်တဲ့လူတယောက်ဖြစ်တယ်သင်ဟာတကယ့်ကိုဆွေးမဲဖေကောင်းတဲ့လူတယောက်ဖြစ်တယ်သင်ဟာတကယ့်ကိုထူရှာတဲ့လူတယောက်ဖြစ်တယ်တခြားသူတွေကသင်ရဲ့အချစ်ကိုလိုရှင်တော့တခြားသူတွေလိုက်တာကိုခံယူထိတ်တဲ့လူတယောက်ဖြစ်တယ်သင်ဟာသင်လိုရှင်တဲ့ relationship ကို ရရှိပိန်ဆိုင်တင်တဲ့လူတယောက်ဖြစ်တယ်သင်ဟာသင်လိုရှင်တဲ့ချစ်သူနဲ့ထိတ်တဲ့တယ် ဒီလိုဆိုရင်တစ်ဖက်လူကအရင်ကိုကောင်းမွန်တယ်အရင်ကို amazing ဖြစ်တယ်အရင်ကိုအံ့ဩစရာကောင်းတယ်အရင်ကိုစမဲကြတယ်ပါဖဲဖြစ်တယ်တော့တစ်ဖက်လူအပေါ်မှာမြင်နေတဲ့အမြင်ကိုချက်ချင်းရက်တင်လိုက်ပါဒီလိုရက်တင်ဖို့အတွက်သူတို့ကိုစင်ပေါ်မှာတင်ထားတာကဖြုတ်ချလိုက်တော့ဘာဖြစ်လို့လဲဆိုရင်သူတို့ကစင်ပေါ်မှာနေဖို့မထိတ်တယ်လို့ပဲထိတ်တယ်တဲ့သူကတင်ပြီး သင်ရဲ့တဖက်လူကအောင်မြင်တဲ့လူဖြစ်ရှင်ဖြစ်မင်းဆွေးဆောင်အားကောင်းတဲ့သူဖြစ်ရှင်ဖြစ်မင်းတကယ့်ကိုစမဲချတဲ့သူဖြစ်ရှင်ဖြစ်မင်းဒါပေမဲ့ဒီစီကအဲ့ဒါတွေကိုစိတ်ဝင်စားဘူးသင်ပင်စင်ပေါ်မှာနေထိုင်တဲ့လူဖြစ်တယ်လို့အတိအကျပြောပါတယ်သင်ရဲ့အနေနဲ့သင်ရဲ့တဖက်လူကအရင်ကကောင်းဝင်တဲ့လူပါဖက်ဖြစ်တယ်လို့စဉ်းစားကောင်းစဉ်းစားလိုက်မယ်ဒါပေမဲ့သူတို့တွေလေလူသားတွေပဲသူတို့မှလေမလုံခြုံမှုတွေတော့ရှိပါတယ် သူတို့အနေနဲ့အဆင်မပြေတဲ့အခါတွေသူတို့အနေနဲ့မှားယွင်းတဲ့အခါတွေလေးရှိတယ်။သူတို့ကိုပဖဲဖြစ်လာအောင်သူတို့ကိုပုံမကောင်းဝင်လာအောင်လေတင့်အနေနဲ့ပြုလုပ်လို့မရပါဘူး။တစ်ဖက်လူကိုတင့်အနေနဲ့ပြောင်းလဲလို့လည်းမရပါဘူး။သူတို့ဟာလူသားတွေပဲဖြစ်တယ်။လူတယောက်ကိုကိုယ်ဘဝအထည်ကိုရောက်ရှိလာဖို့ manifest ပြုလုပ်ရတာကလွေကူတယ်၊တဘာဝကြတယ်။ဒါပေမဲ့အရန်ကိုပဖဲဖြစ်နေတယ်တော့ကိုယ်စိတ်ထဲမှာထင်နေတဲ့လူတယောက်ကို manifest ပြုလုပ်ဖို့ကခက်ခဲပါလိမ့်မယ်။ ဒါကြောင့်ကိုလိုရှင်တဲ့လူတယောက်ကို manifest ပြုလုပ်ရှင်နေဆိုရင်လူသားတယောက်ကို manifest ပြုလုပ်တကယ်သို့သာစဉ်းစားပါအရင်ကိုကောင်းဝင်တဲ့လူတယောက်ကို manifest ပြုလုပ်နေတယ်လို့ကိုယ်စိတ်ထင်းမှာစဉ်းစားနေတာကရက်တက်ပါတခြားသူတယောက်ကိုကိုယ့်ထက်အရင်ကြီးသာလွင်နေတယ်ကောင်းဝင်နေတယ်အင်အိုးစရာကောင်းတယ်ဆွေးဆောင်အားရှိတယ်လို့စဉ်းစားနေတာကရက်တက်ပါတဖက်လူနဲ့ပတ်သက်ပြီးရင်ပါဖဲမဖြစ်တဲ့အကြောင်းအရာတွေမကောင်းဝင်တဲ့အကြောင်းအရာတွေအဲ့ဒါလေးတွေကိုနင်းနေပါပါလောက်စဉ်းစားကြည့်ပါ တဖက်လူကကြည်ကြည်ခင်ရတဲ့ပုံစံရှိကောင်းရှိနိုင်တယ်ဒါပေမဲ့သူ့မှာလေရှုံရင်းချက်တွေတော့ရှိကောင်းရှိနိုင်ပါတယ်သူ့အနေနဲ့ပါဖဲမဖြစ်တဲ့နေရာတွေမကောင်းမွန်တဲ့နေရာတွေရှိနိုင်တယ်ဒါကြောင့်တဖက်လူကအရင်ကောင်းမွန်တယ်အရင်ကိုစမဲကြတယ်အောင်မြင်တယ်အစဉ်ပြေတယ်ပါဖဲဖြစ်တယ်အဲ့ဒီလိုစဉ်းစားနေတာကချက်ချင်းရက်တက်လိုက်ပါ ီလိုရက်တဲပြီးနောက်တင်းတီးသားရင်လိုရှင်မမှုဖွေကောင်းတဲ့သူဆွေးမဲ့ဖွေကောင်းတဲ့သူတကယ်ကိုပါဝါဘူးဖြစ်တဲ့သူဖြစ်ကြောင်းမိမိကိုယ်ကိုစတင်စဉ်းစားပါကိုကိုတိုင်းမြင်တဲ့အမြင်ကကောင်းမွန်နေဖို့လိုအပ်ပါတယ်။သင်ရဲ့အချစ်ကိုရဖို့အတွက်တခြားသူကစ조사အားထုတ်မှုတွေပြုလုပ်ဖို့လိုအပ်ပါတယ်။တခြားလူရဲ့စ조사အားထုတ်မှုကိုရဖို့သင်ထိတ်တယ်ပါတယ်။ မိတ်ဆွေဟာတင်လို့ရှင်နေတဲ့ romantic ဆင်တဲ့ relationship နဲ့ပတ်သက်ပြီးရင်တင်လို့ရှင်တဲ့အရာဟူသမျှကိုရရှိဖို့ထိုက်တန်တယ်ဆိုတာကိုယုံကြည်ပါမိမိကိုယ်ကိုမြင်တဲ့အမြင်တွေပြောင်းလဲလာတဲ့အခါတစ်ဖက်လူကလည်းမိတ်ဆွေကိုဆက်ဆံတဲ့ပုံစံပြောင်းလဲလာတာတွေကိုမြင်ရပါလိမ့်မယ်ဒါကြောင့်ကိုကိုတိုင်းတားလျင် number 1ဖြစ်တယ်ကိုကိုတိုင်းတားလျင် and always ကောင်းတဲ့သူတယောက်ဖြစ်တယ်တော့မိမိကိုကိုရွေးရှည်လိုက်ပါတခြားသူကိုအဲ့ဒီလိုပုံစံမျိုးမရွေးရှည်ပါနဲ့ မိမိကိုယ်ကိုထိုက်တဲကလူတယောက်ဖြစ်တဲ့ပုံစံမျိုးဆက်ဆင်ပါမိတ်ဆွေဟာထိုက်တဲကလူပဲအန်အောစရာကောင်းတဲ့လူပဲလူရှင်မမိုးဝေကောင်းတဲ့လူပဲအဲ့ဒီလိုပုံစံမျိုးမိမိကိုယ်ကိုရွေးရှိပေးပါအဲ့ဒီလိုပုံစံမျိုးမိမိကိုယ်ကိုရွေးရှိမှတာလည်းတစ်ဖက်လူကမိတ်ဆွေကိုလူရှင်လာလိုက်မယ်မိတ်ဆွေကိုနင်ဘဲဝန်းနေရာကထားလိုက်မယ်ထိုက်တဲနေရာကထားလိုက်မယ်လူရှင်မမိုးဝေကောင်းတဲ့လူတယောက်အဖြစ်မြင်ပါလိုက်မယ် နောက်ဆုံးမှပြောရှင်တာတစ်ခုကတော့တစ်ဖက်လူကကိုယ့်အချစ်ကိုလိုရှင်တော့လိုက်တာကိုရယူလိုရှင်တယ်ဆိုရင်တော့ကိုကိုတိုင်ပြီးရွေးရှည်ဖို့လိုအပ်ပါလိမ့်မယ်တစ်ဖက်လူကိုမရွေးရှည်ပါနဲ့ကိုတီတန်လင်းအကောင်ဆုံးကိုတီတန်လင်းထူရှားဆုံးကိုတီတန်လင်းအလှဆုံးကိုတီတန်လင်းနံပါတ်ဝန်ဖြစ်တယ်တော့မိမိကိုကိုအမြဲတမ်းစဉ်းစားလိုက်ပါဒီလိုပြုလုပ်လိုက်ရှင်အပြင်အချစ်ကမိတ်ဆွေရဲ့နောက်ကိုလိတ်လာပါလိမ့်မယ်တော့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းချုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။